ဲမင်္ဂလာပါရှင်ဒီနေ့ပြပြသွားမယ့်ဇလလင်းရေမေကတော့ကြောက်ဆုံးနေသောအမှန်တရားပါအနုပညာနဲ့ဇီဝရေးအကြက်တဲ့အခက်အခဲတွေကြောင့်ဘုသိဉ္ဇတယောက်ဟာသူမရဲ့ဘိုးဘီအင်ဂျီစီကိုပြန်လာခဲ့ပါတယ်အဲ့ဒီအင်ဂျီအဆိုလို့ရှိရင်အေဂျန်တရားလာတဲ့ကျွော်လေးရဲ့အစွန်တစိမ့်ညီတလာရဲ့တတော်ရဲ့အနာနှစ်ပေါင်းပြာကျော်ရှိနေပြီဖြစ်တဲ့တသားအင်ဂျီဟာ မင်းညွှန်ရင်းနေပြီမင်းလှပတင့်တယ်ပါသေးတယ်။ဒွါသားရဲ့တတိပေးချက်ကအရန်ကိုထိလက်မှုကောင်းပြီပါ။ဒီမမင်းနဲ့လေကမလီအထူးသဖြင့်ညမတွေကိုတတိထားပေါ့။အဆုံးမှာတော့သူမကဒီတတိပေးတဲ့နေကိုနားမလည်နိုင်ခဲ့ဘူး။ဒီလိုနဲ့ညဆန္ဒနိုင်ရောက်တဲ့အချိန်မှာတော့စောက်စရာကောင်းလာတဲ့ဖနက်တန်နဲ့အတူအိမ်လူကန်းစီကနေသူမအခန်းဝ ရင်တက်သွားခဲ့။ဦးမကလည်းစူးစမ်းလုံစိတ်နဲ့အတူထွက်ကျင်လိုက်တဲ့အခါဘသူကမှမမြင်ရပဲ။ကျမ်းမြင့်မမတင်နေတဲ့ဖုံမောက်နေတဲ့ပုံမှာထေရှားနေတဲ့ဖနက်ရောင်ကိုတွေ့ရှိခဲ့တယ်။တိရွာထဲမှာရှိတဲ့လူကြီးတွေရဲ့တတိပိတ်သက်တွေအင်ဝန်ကန်တွေကလက်တံကျုံးနေတဲ့နာယီမျက်နှာမှပေါ်လာတဲ့ဖနက်တံတွေနဲ့အတူဒါရီဟာနှစ်ပေါင်း100ကျော်တိုင်အောင်ကြောက်ဆုံးနေမနက်နဲ့ တင်နေဆက်ဆက်နေမလားဘုဒ္ဓနုဟာဆွဆန်းလို့စိတ်ကြီးဖြစ်လာခဲ့တယ်ဘုဒ္ဓနုရဲ့စုံစမ်းမှုတွေကြောင့်မဆန်းကြီးနဲ့မခင်မောင်ဆိုရင်ညီမနှောက်ရဲ့အကြောင်းတို့ညီမနှောက်ဟာမတူကွဲပြားရဲ့ဘဝချစ်ချင်းမေတ္တာတွေနဲ့အတူမနာလိုမုန်းထားမှုတွေနဲ့လူသိမခံနိုင်တဲ့အချစ်ပြက်တွေတခုရှိနိုင်မယ်လို့သူထင်ခဲ့တယ်ဒီပြောင်းဆုံးနေရဲ့အမှန်တရားတွေ ူပြနေတဲ့အရာတွေကဘာရင်းလဲဆိုတာကိုသူဖော်ထုတ်နိုင်မလားဆိုတာကိုနောက်အပိုင်းဒီမှာဆက်လက်စောင့်မျှော်နေပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်